အားလုံးမင်္ဂလာပါခရစ်တော်၏နာမ၌အားလုံးကိုနှုတ်ခွန်းဆက်တာပါလေဖျားရခင်ရဲ့ကွဲကာမဆာမှုရိပ်အောက်မှာအားလုံးဒီကောင်းကျမ်းမာနေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်မနက်ခင်းတိုင်းမှာဖျားရခင်ကိုချစ်တဲ့နှလုံးသားနဲ့နှုတ်ကပတ်တော်ကိုအချိန်ပေးနားဆင်ခြင်းအတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်မိတ်ဆွေတင်နေမိသားစုအိမ်သူအိမ်သားရောက်စီတိုင်းကိုထောက်ရပြာကောင်းကြည့်ပေးဖို့ ကွယ်ကဆောင်မဖို့ဆူတောင်းမြတ်တာပို့တာပါလေဖြာနာနေတဲ့သူတွေစေယုံစေခန်းတွေမှာရောက်နေတဲ့သူတွေဘဝအတ္တတဲမှာအခက်ခဲပြဿနာအမျိုးမျိုးနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့သူတွေကိုလည်းဘုရားသခင်ကအလင်းအမြန်ကျမ်းမာရတဲ့အခွင့်ကိုပေးဖို့အခက်ခဲပြဿနာအမျိုးမျိုးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးဖို့ဆူတောင်းမြတ်တာပို့တာပါလေရှာလုံးအားလုံးပေါ်မှာထာဝရဘုရားထံမှာလာတော်ညိတ်တဲ့ခြင်းတက်ရောက်ပါစီ ဘုရားခင်ရဲ့ကြီးစုတော်တသက်ကြောင်း2025ခုနှစ်ရဲ့အောက်တိုဘာလ29ရက်နေ့ကိုရောက်ရှိလို့လာပါပြီ။ဒီနေ့ထိတိုင်အောင်လမ်းပြပို့ဆောင်တော်မူသောဘုရားခင်ရဲ့ကြီးစုတော်ပေါင်းကိုချီးမွမ်းပါတယ်။ကြီးစုတော်မနဲ့ခင်ဖြစ်တဲ့ဘုရားခင်ရဲ့ကြီးစုပြုခြင်းကြီးစုတော်ကြောင့်တရက်တမနဲ့ဆက်ပြီးရှင်သန်ခွင့်ရတယ်။ဘုရားကိုကြီးစုတင်ခြင်းနဲ့တဏိတာစတင်ပါ။ ညဦးရံမှာဝါနေချင်းလာရောက်ပြီးတဲခိုတော်လဲနနဲ့ရံမှာတော့တချင်းဆိုရတဲ့ခွင့်ချီးမွားရတဲ့ခွင့်ဖျားပြင်စင်ပါလေဒီနေ့မနေ့မှာကျွန်တော်တို့အထူးတကားဆင်ခြင်ခွန်အားယူရမယ့်ကြံပိုက်ကတော့ဓမ္မရာဇဝင်ပထမဆုံးခန်းကြီး30အပိုက်ငယ်1ကနေ9အထိဖြစ်ပါတယ်3ရက်လွန်၍ဒါဝိနှင့်သူ၏လူတို့သည်ဇီကလံမြို့သို့ရောက်ကြတော့ခါအာမလက်လူတို့ဒီတောင်ပြင်းနဲ့ဇီကလတ်မြို့ကိုတိုက်တဲ့ဖြစ်ဇီကလတ်မြို့ကိုလှုပ်ချံ၍မီးရှို့နှင်ကြပြီ မြို့၌ရှိသောမိမအကြီးငယ်တယောက်ကိုမြမတက်ရှိသည်မြတို့ကိုသိမ်းတွားနှင်ကြပြီးတို့ဖြစ်၍ဒါဝိနှင့်တူ၏လူတို့သည်မြို့တို့ရောက်သောအခါမြို့ကိုမိရှို့၍မယားတားသမီးများကိုသိမ်းတွားကြောင်းကိုတွေ့သည်ဖြင့်ငိုတံကိုလွင့်၍အာကုန်တီတိုင်အောင်ငိုကြွေးကြ၏ဒါဝိမယားနှစ်ယောက်ရေစည်လမြို့သူအဟိနောင်နှင့်နာဗလမယားကရိမေလမြို့သူအဘိကေလာတို့လည်းပါတွားကြပြီး ဒါဝိဒ်ကရှောလူရဲ့ယံကိုကြောက်ရွံ့တဲ့အတွက်ယံသူနယ်မြေဖြစ်တဲ့ဖိလိတိပြည်ထဲမှာဇီကလက်မြို့မှာအခြေချနေထိုင်ဖို့ပြင်ဆင်ခဲ့တယ်။ဖိလိတိမင်းတွေရဲ့တိုက်ပွဲမှာဝင်ရောက်ကူညီဖို့အတွက်ဒါဝိဒ်ကပြင်ဆင်ခဲ့တယ်။ဖိလိတိမင်းတွေလက်မခံတဲ့အခါမှာစစ်ပွဲတွေထဲကနေသူအခြေတကျနေထိုင်တဲ့ဇီကလက်မြို့ကိုပြန်လာခဲ့တယ်။ဇီကလက်မြို့ရောက်တဲ့အခါမှာအာမလက်လူတွေကဇီကလက်မြို့ကိုတိုက်ခိုက်တိမ်ပိုက်ပြီးတော့တမျိုးလုံးကိုမီးရှို့ခဲ့ပြီး ဒါဝိနဲ့သူတူရဲ့လူတွေအားလုံးကစိတ်ပြတ်ဝမ်းနေကြတယ်။အသင်လွင့်ပြီးတော့အာကုန်ဒီထိငိုကြွေးကြတယ်။ဇနီးတာမယာကလေးတွေအားလုံးကိုရန်သူကတိမ့်ပိုက်သွားတဲ့အချိန်ဖြစ်တယ်။ဒါဝိရဲ့နှလုံးသားဘလောက်တောင်ကြေမွနေမလဲ။တမရဆွေပထမဆောင်ခန်းကြီး30ပိုက်ငယ်6ကနေခုနှစ်မှာဒါဝိဒီအလွန်စိတ်ညိုညင်ဆေးရဲဤလူများတို့ဒီမိမိတို့တားတမိများကြောင့်စိတ်ညိုငယ်တဲ့ဖြစ်ဒါဝိကိုကြောက်ခဲနေပြစ်မိဟုဆိုကြဤဒါဝိမူကား မိမိဖျားခင်ထာဝရဘုရားကိုကိုးစားလျက်နေ၍တတိုင်းတော်ကိုနာထံသို့ဆောင်ခဲ့ပါလောဟု အဟိမလက်ဤတအာပြာတာကိုဆိုလျင် အာပြာတာတည်တင်တိုင်းတော်ကိုဒါဝိထံသို့ဆောင်ခဲ့လေ၏။ပိုင်ငယ်ရှိမှာတော့ဒါဝိကလည်းအကျွန်ုပ်ဒီထိုအလုံးရင်းကိုလိုက်ရပါမည်လော လိုက်လျင်မိနိုင်ပါမီလောဟုထာဝရဘုရားကိုမေးလျှောက်တော့လိုက်လောဆက်ဆက်မီ၍အလုံးစုံတို့ကိုရပြန်မည်ဟုမိန့်တော်မူသည့်တိုင်ဒီနေရာမှာလူနှမျိုးကိုတွေ့ရပါတယ်အခက်အခဲပြဿနာတွေရောက်တာချင်းအတူတူခက်ခဲတာချင်းအတူတူဝမ်းနည်းတာချင်းအတူတူချာနာနေတဲ့နှလုံးသားတွေကိုတွေ့ရတယ်။ဒါဝိရဲ့နှလုံးသားကတော့ဖျားခင်ရဲ့မျက်မှောက်တော်ကိုတိုးဝင်တယ်။ဖျားကိုကိုးစားခြင်းနဲ့ယက်တည်တယ်။နောက်တစ်ဖွဲ့ကတော့လူများတို့ဒီမိမိသားသမီးများကြောင့်စိတ်ညိုးငယ်တစ်ဖြစ် သူတို့စိတ်ညိုးငယ်ကြတယ်ဒါဝိတ်ကိုကြောက်ခဲနဲ့ပြစ်မိဟုဆိုကြ၏ချာနာတဲ့နှလုံးသားကိုတွေ့ရတယ်ဇနီးမယားတာသမီးတွေတိမ်းသွားခြင်းခံရတာရန်သူလက်ထဲပါသွားတာဒုက္ခရောက်ပြီးစိတ်ညိုးငယ်ခြင်းခံစားရတာအတူတူပဲဖြစ်တယ်ဒါဝိတ်ရဲ့တာမယားတွေလည်းအားလုံးလည်းပါသွားပြီဖြစ်တယ်ဒုက္ခရောက်နေတာချင်းအတူတူသူတို့ကိုဥဆောင်နေတဲ့ခေါင်းဆောင်ဖြစ်တဲ့ဒါဝိတ်ကိုကြောက်ခဲနဲ့ပြစ်မယ်ဆိုပြီးတော့ဒါဝိတ်နောက်ကိုလိုက်လာတဲ့လူတွေက ကယ်ရဲ့အပြစ်တင်ကြတယ်။ဒါဝိတ်ကိုကြောက်ခဲနဲ့ပြစ်ပေါက်လိုက်တဲ့အခါနာကျင်စီတဲ့အခါဒီပြဿနာအခက်ခဲတွေကပြေလည်သွားမှာလား။တခါတည်းအချက်တီးခက်ခဲတွေကြားထဲမှာမန်ကန်စွာ ရှုမြင်သက်ဖို့ ပြဿနာတွေကိုစနစ်တကျဖြေရှင်းနိုင်ဖို့အရေးကြီးပါတယ်။ဒါဝိတ်ကတော့ဝမ်းနေခြင်းတွေကြားတဲ့ကစိတ်ညိုးငယ်ခြင်းတွေကြားတဲ့ကဖျက်ကင်မျက်မှောက်တော်ကိုရှာခဲ့တယ်။ဖျက်ကင်ကိုမေးခဲ့တယ်။ရန်သူတွေကိုလိုက်လို့မီနိုင်ပါမလား။ကျွန်တော်ဘာတွေဆက်ပြီးလုပ်ရမလဲဖျက်ကင်လို့မေးခဲ့တယ်။ချစ်တော်မိတ်ဆွေတင်ပေါ်အသက်တာထဲမှာစိန်ခေါ်ချက်တွေရှိလာတဲ့အခါအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါဖျက်ကိုမေးပါဖျားကအံ့ဩဖွယ်တိုင်ပင်ပဲဖြစ်တယ်။တကူးကြည်တော်ဖျားတခင်ဖြစ်တယ်။ငြိမ်တက်ခြင်းရဲ့အရှင်ထာဝရအဖဖြစ်တယ်။ ဘာဝရဖခင်ဖြစ်တဲ့တိုင်ပင်လို့ရတယ်ဆွေးနွေးလို့ရတယ်အကောင်းဆုံးတော့အကြံဉာဏ်တွေကိုဘုရားခင်ကသင်ကိုပေးနိုင်တယ်ဘုရားကယန္တူတွေကိုလိုက်လို့မိနိုင်တယ်လို့ပြောတဲ့ခါမှာဒါဝိကသူ့ရဲ့လူတွေနဲ့အတူယန္တူတွေကိုလိုက်ခဲ့တယ်အပိုက်ငယ်၁၈မှာအာမလက်လူတို့ဒီတိန်တွားဓမြတို့ကိုဒါဝိဒီရပြန်၍မိမိမယားနှစ်ယောက်ကိုလည်းကယ်နှုတ်လေ၏ကယ်တင်ခြင်းအမှုကိုပြုနိုင်ခဲ့တယ်ဒီနေရာမှာစဉ်းစားဆင်ခြင်စရာရှိပါတယ် ဒါဝိတ်အနေနဲ့ချင်းမြောင်းတဲ့နှလုံးသားနဲ့ရန်ကိုရန်နဲ့ပြန်ပြီးတုံ့ပြန်မယ် ဝမ်းနေခြင်းတွေကြားတွေကဝမ်းနေခြင်းနဲ့ပြန်ပြီးတုံ့ပြန်မယ်ငါတောင်ဒီလောက်ဝမ်းနေနေတာမင်းတို့ကစေတနာကိုနားမလည်ဘူးပဲညှင်းခုန်နေမယ်ဆိုရင်ရန်သူကိုလိုက်ပြီးမိနိုင်တဲ့အချိန်အတိုင်းတွေဆုံးရှုံးသွားမှာဖြစ်ပါတယ် leadership is not a rank not a position but a decision လို့ပြောပါတယ်ခေါင်းဆောင်မှုဟာရာသူနေရာတွေမဟုတ်ဘူးမန်ကန်နဲ့ဆုံးဖြတ်ချက်ကိုချမှတ်လိုက်ခြင်းဖြစ်တယ်အဲ့ဒီဆုံးဖြတ်ချက်ကိုမိမိကိုယ်တိုင်လှုပ်ဆောင်သလိုအခြားသူတွေကိုလည်းလိုက်ပါဆောင်ရွက်စေခြင်းဖြစ်ပါတယ် ချစ်ခင်လေးစားရပါတော့ကောင်းဆောင်များတဲ့ဥဆောင်နေရတဲ့အခန်းကဏ္ဍမှာစိန်ခေါ်ချက်တွေရှိမယ်ခက်ခဲမှုတွေရှိမယ်လေးလံတဲ့ဝင်ထုတ်ဝင်ပိုးတွေနဲ့ကြီးမားတဲ့တာဝန်တွေကိုတင်ကယူဆောင်နေရတယ်ဆိုရင်စိတ်မပြတ်ပါနဲ့တင်ကိုကူညီမှဆမဲ့ဖရာခင်ရှိတယ် တင်းရဲ့စ조사အားထုတ်မှုတင်းရဲ့စေတနာတင်းရဲ့ပေးဆက်မှုတွေကိုလူတွေနားမလည်နိုင်တဲ့အခါမှာစိတ်မပြတ်ပါနဲ့ယုံကြည်ခြင်းနဲ့တင်းလျှောက်လာခဲ့တဲ့ခြေလမ်းတလမ်းချင်းစီတိုင်းကိုဖျားခင်ကမှတ်တမ်းတင်ထားသလိုဖျားကိုချစ်တဲ့နှလုံးသားတစုံနဲ့တင်းလျှောက်ခဲ့တဲ့လမ်းတွေတစ်ခုချင်းစီတိုင်းကိုဖျားကမှတ်တမ်းတင်ပြီးတနေ့မှာ အတိမတ်ပြုဂုံပြုမှာဖြစ်ပါတယ်လက်တလောအခြေအနေမှာလူတွေနားမလည်နိုင်တေးပေမဲ့အချိန်အတိုင်းတာတစ်ခုကိုရောက်လာတဲ့အခါမှာကာလတစ်ခုကိုဖျက်လျှောက်ပြီးတဲ့အချိန်မှာတင်ကိုယ်တိုင်ရှင်းပြစရာမလိုပဲလူတွေကနားလည်လာမှာဖြစ်ပါတယ်ဘလို့အချိန်နေပဲရောက်ရောက်စိတ်တက်မကြတဲ့အာမငယ်နဲ့ဘဝမှာကြုံတွေ့ရတဲ့မိကွန်းအမေပု္ပ္ပစာတွေအားလုံးရဲ့အဖြေကဖျားခင်ရဲ့မျက်မှောက်တော်ထဲမှာရှိတယ် ရားခင်ကိုကိုးစားခြင်းနဲ့ယက်တည်ပါဘုရားခင်ရဲ့ချစ်ချင်းမြတ်တာနဲ့နှုတ်ကပတ်တော်ကိုဝေမျှပါတယ်အားလုံးကိုဘုရားခင်ထူးကောင်းကြီးပေးပါစေ